ရရင်ဒီကာရိုင်းနေများတက်တမှုထူးခြားစွာမိုးသားတိန်လေးတို့မှာချိန်ခါမဟုတ်ပါပဲမဲညိုလိုနေပါလေမဲမောင်နဲ့မိုးသားတိန်လေးများအကြီးကဘေးပင်ရွာလေးမှာရှိတဲ့လဲလန်လီတိုင်းလမ်းဆောင်နေသူမဥုံဖြစ်ပြီးဥငါရွာစမှာရှိတဲ့မောင်မိုးတွေရဲ့နေငုံသွားနေခြင်းဖြစ်ပြီးတော့လမ်းနေတဲ့ခြေလမ်းဆောင်တို့ကလည်းတာမန်ထက်မြန်ဆန်လို့နေတယ်ညမသာသောချိန်မှာတော့ဥုံတယောက်မောင်မိုးတွေနေငုံရောက်ရှိလာပြီးတော့အတန်ခက်ခြေခြေနဲ့အော်ခေါ်ပါလေတော့ဒီဘိုးတွေဟေးဘိုးတွေအမစွန်းစီပါလားဗျာ အေးစိတ်ထဲသိပ်ပွင့်မကြလို့ညာမင်းစီအစိမ့်မှမသိမ်ပြန်လာသေးလားမလောက်ပါရဲ့အဲ့မှာပဲရှိမှာမလားခေါ်ရင်တော့လာမှာကွာအခုကငါးစီလည်းရောက်မလာဘူးဆိုတော့အဲ့စီစဉ်ပြတ်ပါပြီထင်းနေကွာဒီကောင်ကိုလွယ်လွယ်နဲ့တိုက်လို့မရတော့ဘူးဦးရင်စကားတော့မဘိုးတွေတောင်မိတို့မိဘုံဆက်လို့ရမယ်မသိဖြစ်သွားပြီအစားသူကတလဲကုန်းရွာကိုသွားပြီးတော့အချင်းတွေကိုသွားအောင်လေ့လာဖို့တွေးထားတယ်အခုတော့သွားဆရာမလို့တော့ဘူးအားကြောင့်ကိုပြင်းမှာထားလိုက်ပြီးတော့အိမ်ထဲမှာတပင်းစားနေကြတဲ့ဘေတူးနဲ့ဒါအီတို့ကိုခေါ်လိုက်လေတော့တယ် ပြောင်းလေဒါကြီးတော်ကိုပြောကြစီလို့မမိုးရီခေါ်လိုက်တာနေဘေဒူးနဲ့ဒါကြီးတို့ရောက်လာကြပြီသူတို့နှောက်ကမမိုးရီဘေးမှာထိုင်နေတဲ့ဥုံးကိုတွေးလိုက်တာနဲ့ဘိုင်းုံစောစီပါလားကျတို့ကလုံးလုံးလို့ဘိုးရီမွေးရကုန်လို့ရှာကျွေးနေရတယ်ဟုတ်တယ်ဘာကြီးကျတို့ကအသားရင်နမ်းမမှန်တာသူတို့တော့ပိတ်တာလိုက်ကျွေးနေရတယ်ဗျဘေဒူးနဲ့ဒါကြီးပြောဒီမှာလဲဟုတ်ပြီဥုံးရင်ပြဲစီမြောက်ကိုခုံမွေးထားမိတာကြောင့်မကြမ်းမကြမ်းမေးသားများကျွေးနေရဒါတော့ဥုံးကဘေဒူးနဲ့ဒါကြီးကိုကြည့်လိုက်ပြီးတော့ ကောင်းလေးလေမပူပါနဲ့ကွာမင်းတို့လည်းနည်းနည်းအရွယ်ရောက်လာပြီငွေရမယ်နီလာငါပြောပြပါမယ်ဟိုလက်ကားတော့မလို့ချင်ဘူးနော်ဒီပါကွာကေမင်းတို့ကောင်းလေးဟိုထက်လန်းစရာအိမ်ကြီးသွားစရာမလိုတော့ဒီကောင်တို့တွေတိုက်တာပြီးသွားပြီကွာသတိဝေးရနဲ့နေကြတော့ကြာလာဦးအောင်လည်းသူကြီးစကားတော့မောင်မိုးတွေတို့များကြောက်လန့်သွားလိမ့်မလားအတွေးဝင်ကားဆိုရင်သွားမိဒါပေမဲ့သူတွေးတင်ထားနေစန့်ချင်မဖြစ်နေအเจ้าမှာမောင်မိုးတွေတို့တော့ကကြောက်လန့်နေရမိစားမချင်မနှက်ဖြစ်လို့နေပါလေဘိုးရင်ဒီလူရောမှာယူငါတို့သွားတက်လိုက်ကြတို့တော့ဘောင်းရင်ဒီကိုနိုင်နိုင်လေကွာ ။ခြေနေမကောင်းတော့ကိုဘူးရင်းနဲ့ကိုသားပါခေါ်ကြတော့ဘူး။ဟုတ်တယ်ဘူးရင်း။ပီလူတို့လုံးကြမှာ။ဘူးတို့ရို့တတာတီးတီးရနဲ့တို့ရီဒီလူရို့ဒီတိုင်းတီးနေနိုင်ဘူး။ဒီပေါင်းကွာငါကြံပါအောင်မယ်။ဘဝရင်းဟာသူငယ်တဲ့နှစ်ယောက်ကိုအဲ့လိုပြောပြီးတဲ့နောက်ဦးအောင်ဘက်ကိုလဲကစကားဆိုလိုက်လေ။အဖအဲ့လိုကြုတ်လို့ဒုက္ခပြီးမှမကြောက်ဘူး။ကြုတ်လို့ကြောက်တာအဲ့လူအောင်မှလှုပ်ပေးလိုက်ရမှာပဲ။ပြီးတော့ဘူးတို့ကြီးရွှေငွေတွေရွေထားတဲ့အချိန်မလုံးနိုင်မှာမကြောက်တာ။မင်းတို့ရဲ့စီတော်ကနားလေပါလေကွာ။ကဲမင်းတို့လို့ဆိုတလေကုန်းရောမသွားကြနိုင်ဘူး။ ိုးလေးကြံဆိုင်တော့သွားကူလုံးကြတယ်။တခြားကိစ္စတွေငါးပါးတောင်စီစဉ်ထားလိုက်မယ်။လူရဲမင်းတို့ပြောမယ်ကြားလား။အမတူလူသက်တေးသေးမသိတော့ဒီလူကြီးကိုနိုင်ရဖို့အရေးကြီးတယ်။သူ့နဲ့ပြင်းပြင်းရှိတယ်။မောင်မိုးနေမှာအဲ့လိုပြောလိုက်တဲ့အခါတာကြီးကမကြေမနက်နဲ့မောင်မိုးနေရစကားဆိုလေးတယ်။ဟေးမင်းတော့ဘာလို့ချန်ခဲ့တာ။ဟေးမင်းမမေးမရမေးချီသေးတယ်ကွာတခုပြင်တို့တွေစိတ်မကောင်းပြမှာငုံရောဘာပြတာမှမရှိဘူးမင်းကလည်းကွာအဲ့လိုလိုမပြောပါနဲ့တကယ်တို့တွေကိုဘရိုးရင်သွားကြအောင်ကွာနော် ဘဝိုးတွေတော့ကိုပြမထားရလိုက်ကြပြီးတဲ့နောက်ဦးဝါနှုတ်ဆက်ကအိမ်ဝိုင်းပြင်ကိုထွက်ခွာသွားကြပါလိမ့်လို့တို့ရများကြီးတဘာဝရတယောက်ကိုတယောက်အလုပ်ကူလုပ်ပေးတာကိုလက်စားလိုက်သည်ဟုခေါ်ကြရတဲ့ဖိုးတွေတို့အကွက်ထဲမှာကြံဆိုင်ပြီးဖြစ်တာကြောင့်လူများစီကားလို့နေပါလေညိုကြံချရတဲ့ကြံများကိုခုတ်သူကခုတ်တရောင်များတော့ကြံပိုင်းဖြစ်စဉ်အတွက်ကြံပိုင်းသူကပိုင်းနဲ့အလုံးရှုံနေကြခလီမကြလူပြုံမကြမောင်မိုးတွေလူစုနေအောင်တန်းတို့လူစုကလည်းလုံများလို့နေပါလေသူတို့ကပိုင်းထားတဲ့ကြံပိုင်းများကိုလက်နဲ့ပွေ့တယ်ကွာ ဒုတ်တိုက်ထားတဲ့ကြံပေါင်းလေးကိုကြံပိုင်းမြောင်အစင်းလိုက်ခြာသွားသောကြံဆိုင်သူရွာလူကြီးကိုမြာကြီးပြင်မင်းအောင်တို့ထံကိုပြေးရတယ်။သူတို့ကကြံပိုင်းမြောင်ကိုပင်ကောင်းပြေးလာပြီးကြံမျက်စိကိုကြည့်ပြီးတော့စိုက်ပြိုးကြ။အဲဒီကြံတော်များချထားတဲ့ကြံပေါင်းနောက်မှဖိုးရင်းနဲ့သားတို့ကနွားတယောက်တချင်းစီဖြင့်ကြံတော်လိုက်တိုက်ပြေးရ။ကြံပိုင်းမြောင်ကိုမသေးချင်ကြတဲ့ဝင်းမောင်တို့ကဖိုးရင်းနဲ့သားတို့ဤကြံတော်ပေါ်မှာလိုက်ပါစီးနေနေကြပြီးတော့ကြံတယ်နေတဲ့မောင်ဘိုးတွေတို့ကလောင်ပြောင်နေကြလေ။အေးဘိုးတွေမေဘိုးကြီးတို့ကလာနေတယ်ကွာဖဲသန်ဖဲသန် စောက်ပြင်းဝင်းမကြံတော့နဲ့တန်းပြလိုက်လို့အံပြုတ်သွားအောင်ဟောမိုင်းလောင်းတွေမြန်သေးဝကြံတော့စီနေတဲ့ကောင်သားလေးများကကြံပိုင်းများအသေးနေကြတဲ့မောင်မိုးတွေကိုစားနောက်လို့နေတယ်စိတ်မရှိတဲ့ဘေလူးမှာထေးပြင်းထဲမှာဂဲနဲ့ကောက်ထူရတဲ့ကောင်သားများကိုတဲမှန်စွာထိမှန်ပြီဒါပေမဲ့မြေပွားများဖြစ်တာကြောင့်ပွားထွက်သွားတယ်ဒုံနာတီမူလာကိုဂီမပြူမိတဲ့တော်သားလေးများမလို့စိတ်မဆိုးကြပဲတီးထားနေတာရီမောနေကြနေပူတိုင်းပြင်းလာတဲ့ချိန်မှာတော့အလုံးလုံးသူများအားလုံးတိပကံမီကြီးရဲ့အရေးကြနေရာထေးပြင်းမှာဝိုင်းပြီးတော့ထိုင်လိုက်ကြတော့ ။သမင်းနာဖို့သူများရောက်မလာသေးတာကြောင့်ရွာလူကြီးများမှလည်းတောက်တစ်ခေါက်ခေါက်နဲ့ဒေါသလူထုကနေကြပြီ။ဒီမိမချင်းကြည့်ရလားမသိပါဘူး။နေရမြင်နေ။သမင်းရလဲဆိုဟာလာပြီကွာ။ရွာလူကြီးလှုပ်တဲ့ငါ့ကိုပြောခံအောင်လှုပ်။နာမည်ကသေးသွယ်မှုလို့လောင်းနောက်ကြ။ပုံစုံလို့သာပေးလို့တော့သမင်းကဂိမ်းပဲ။ဘုံကောင်ဖိုးတွေမိမိဘာလို့နောက်ကြ။ကျုပ်လေကျန်တော့ရရင်ဘလို့သိမှလဲပါရဲ့။ငင်းနေနေလာလို့ပြောအောင်လားငါတော့မကြိုက်တာတခြားသူတွေကြိုက်မှာမဟုတ်ဘူးကွာ။ ရွာလူကြီးရဲ့စကားကြောင့်သားပြီးသူဘိုးတွေကဖားကင်းကြီးကမကြေမနပ်နဲ့ကြည်လိုက်ပြီးတော့အဖနေကပြင်းလို့ပါဗျာဆုံးသားရင်တော့ပဲရှိပါသေးတယ်ဟဲ့ကောငါရွာရဲ့ဆံပြကွာငါတခြားရွာသားတွေတောင်းစီနေမှာသိလားအင်းပါဗျာအင်းပါအုံမလဲသိလားနေပြီဖိုးရီမျိုးဒီမှာဟုတ်တယ်သူတို့ဆီကထဲပြင်းဆုံးလဲလီစီတွေးပြီးနေလာနေတယ်များမကြသောချိန်မှာတော့လဲမောင်းလာသူများမှာများမကြသောချိန်မှာတော့လဲမောင်းလာသူမှာမိကျော်ဖြစ်နေပြီရွာလူကြီးဇနီးတော်သေးတွင်နေသူရေးတယောက်လဲပါလာတာကိုတွေးလိုက်ရ သူမတို့ကတမင်းတော်များကိုယူလာကြပြီးတော့ထေးပြေမဖျားချက်ကိုခင်းကတမင်းကူတို့ပြင်ဆင်နေကြတစ်ချိန်လုံးဘူးညာဘူးညာလုံးနေရွာလူကြီးမှသူကြီးကတော့ရောက်လာသည်နဲ့မိကိုရင်းနဲ့နှိမ့်သားလိုက်သည်လားအတန်မထွက်လာတော့ပြီထိုချင်းအောင်ကိုများကြီးကခေါင်းမှာဆောင်းထားဝါဘကမောက်ကိုချုပ်ပြီးတော့အေးစင်အလုံးဟာရမ်းလိုက်ပြီးတော့ရွာလူကြီးရဲ့အစောတော့နှွေမှာ already ဒေါ်ရင်းကြတာပဲဗျာခုလိုလေတိတ်ချက်ကတင်းမိလို့ပါလားဒေါ်ရင်းဆိုဒီမှာနှွေရင်းအတန်ဆူညာသွား order တဲ့ပစင်းခွဲကောင်ဆိုရင်းဖြစ် ။ရွာလူကြီးကလည်းသူ့အားတာတာလေးနှိတ်ကွနေတယ်။ကိုမာကြီးကိုကြည့်လိုက်ကာ။ညာကြီး။တို့တွေကနေတိုင်းစင်နေရတယ်ကွာ။ငါရွာသားတွေဆံပြဖြစ်နေရမှာလေကွာ။တကယ်လို့ကငါမင်းတို့ကြီးမှာငါမိမအောင်ကြိုင်။ဟမ်။အားနွယ်တဲ့မိမသားတွေကိုနိုင်ကျင်းတဲ့လူတို့မင်းတို့မြင်သွားမှာပေါ့။အဲ့လိုလုပ်လို့မရဘူးလေ။မရိုက်နဲ့ငေါ့ပေါ့ရွာလူကြီးဟာ။ဟောက်ကောင်ရ။သုံးသက်ရှိပြမင်္ဂလာတရားတော့မိမသိဘူးလားအဲ့ထဲမှာတီးဟန်ချင်းဒီမင်္ဂလာတပါးမြည်ဤတဲ့ခန္ဒီစာဘာဆူလာကွာပါဠိလိုကငါမေးလို့ဟုတ်ပါပြဟုတ်ပါပြီ ေးသွားသွားသမီးသွားယူဒီကွာငါမိမထမီးတော့သေးလာတယ်ညောင်းတော့ပြီတီနာနဲ့ဟိုနာပဲသေးရတာပဲရွာလူကြီးဟဲ့ဟဲ့ကောငါမိမတက်ကြီးနေပြီကွာသွားကွာသမီးမကသွားယူငါတော့မယူကွာရွာလူကြီးခိုင်းစီမှုတော့ကိုမကြီးကမကြေမနက်နေထိုင်နေရမှမတ်တက်ထားရလိုက်စိတ်ထဲမှာတော့သိမကြေနပ်သူကတော့မလာငါပြေစင်ဖမ်းပြီတားဖမ်းပြီမိမတော်မင်းဆွဲတော့နေဟမ်းမင်းတော်လေးဒေါသကြီးပြနေပြီမိမနိုင်သည့်ပုံစံဖမ်းကအကြီးသေးသေးရောက်လာတဲ့ခါကြတော့မှသမီးတော်တရားတဲ့သူကြီးကတော့ဖြစ်သူညောင်းနေလောက်ပြီးစိုးနေပြန် ဒါလည်းတန်းလိုက်ရွာလူကြီးမယ်ထိုးကြောင်မင်းရွာလူကြီးဖြစ်နေကြည့်ဦးမှချက်ပေးလိုက်ပြီးတော့သမင်းကူးနေတဲ့အီးသေးသေးနာကိုသွားလိုက်ကျန်စစ်ပိုင်းများတည်ပြီးတဲ့ကောင်းလေးများဒီသူတန်းကအီးသေးသေးတို့ခူးပေးတယ်သမင်းမကန်များကိုလူယူနေကြပါလေအဲဒီမှာမောင်ဘိုးရင်တို့လည်းပါတယ်အောင်တန်းနဲ့သမင်းနဲ့ဟင်းထည့်ပြီးပြီးကိုမြကြီးလည်းကမ်းပေးလိုက်တဲ့အီးသေးသေးနဲ့မိတော်အမကြီးမနဲ့နဲ့စကားဆိုလိုက်ကြည့်လို့ရမမီတို့ကမျက်နှာလိုက်တယ်ဗျာကိုကြီးမကန်တဲ့ဝယ်ဟင်းနေပြားထိတ်မတရားဘူးဟဲ့အောင်တန်း ။ဘီအန်နာအောင်မလို့အဲရွာလူကြီးကိုပေးမှာပကံဟာထဲစီကိုရွာလူကြီးကကိုသားနဖီးလောက်ကြီးလောက်အဲ့တော့လည်းမဝါပါဘူးဟာ။အော်အဲ့တော့ဟုတ်တာ။မောင်မင်းဆိုရယ်ကောင်းလေးရဲ့စကားကြောင့်ရွာလူကြီးမှမျက်နှာကြီးနီးရဲနေပြီးတော့ဘိုင်းဒီတက်ဝေထားတယ်မစိုးကိုပြင်ဝင်လာရင်ဟာ။ဟဲ့ကောင်မောင်မင်းနွားလောက်ရှိလားမရှိလားမေးမေးကြည့်တော့သွားမေး။ကိုကြီးတဲ့မှာပဲလူကြီးကိုလူကြီးမှမသိမင်းတို့ကောင်။ရွာလူကြီးမအားလို့ဆိုလိုက်တဲ့ကဓမင်းမကန်ယူပြီးပြန်လာတဲ့ကိုမြာကြီးကဓမင်းထဲထားတဲ့အဲ့ဒီပကံချက်ကိုရွာလူကြီးကိုကမ်းပေးလိုက်ပြီး ဘာလို့ကြီးရဲ့ကလေးတွေပြောတာမလဲစိတ်ဆိုးနေရသေးတယ်ဒီကောင်လေးလုံလုံနေကွာဂါဘရာတရားကိုမရှိမင်းမသိပဲနဲ့ဂါဘရာလောက်ပါဘာလို့ကြီးဟာအေးမေးရောကွာအဲ့ကောင်လေးအဲ့ဒါမရှိဘူးကွာကိုမကြီးကတမေးမကန်ကိုကင်ပြီးတော့စကားပြောနေရွာလူကြီးကိုစူးစိုက်ကြည့်နေပြီအဲ့တော့ရွာလူကြီးမှသူ့အားမေးမြန်းလာလိဟဲ့အေးပါလိကြီးမောင်မီးပြောတာစဉ်းစားရတယ်ဘာစဉ်းစားလဲတာရနွားနဲ့ရွာလူကြီးကိုကတားချိန်ကြည့်နေတာဗျတူးလောင်းရှိမယ်ထင်တယ်နော်အေးဟုတ် မိမိကြီးတို့ဒီကောင်ကငါလုံးလိုက်အောင်မယ်။ကျော်လူကြီးဒေါသထွက်သွားတဲ့ကကိုမအကြီးကပြုံးစီစီနဲ့ဘိုးလေးတို့ဘက်ကိုထွက်သွားလိမ့်။ယခုကတော့လူစုံတက်ဆုံးတယောက်တလက်နဲ့ဝိုင်းကူကြားနဲ့အားလုံးဝိုင်းဖွဲ့စားတော့ကြတယ်မပြောစရာအတိဖြစ်ပြီ။မောင်ဘွေးနေတို့အရွယ်စီအတော်လေးကိုအလုံးများ။နွားချောင်းကြံဆိုင်ငြူသီးစို့မကြီးကြီးခွန်ခွာစီးသီးကောက်ကြံမြစ်ကောက်ဒေါ်လေငှက်ပြေကြွတ်ထောင်လို့ပြီ။တခြားသောလုံးများစွာလည်းရှိပါတယ်။အဲလိုဝိုင်းလိုဝိုင်းစားနေရဒီကောက်ကမင်းတို့ပြောနေကြ။ယခုလည်းပေါင်းသေးများနဲ့ဓမင်းဆိုင်စကားသမီးပြောနေကြ။ ဂျန်နုံစီးတဲ့သကောင်သားလေးများဓမင်းကိုလီမြန်စားနေကြပြီလို့နေဘူးထဲမှာတတ်ထားတဲ့ဂျန်နုံတစ်ဖက်တစ်ချက်စီမံနေရာယူထားကြလိမ့်လူကြီးများအခေါ်ပါတော့လေဒင်းတို့လေးဒီမှာပြနေရာပြောင်းပြီဆိုတာကြောင့်အခြေထဲကိုဝင်မလာသေးမွေမွေချင်းချင်းမြင်သူဆိုရမည်ဖြစ်အောင်တန်းတို့နဲ့မောင်ဘိုးတွေတော့ဂျန်နုံကိုပိုင်စီးမိူတွေးပြီးတော့လှမ်းကြည့်လိုက်ရနနခင်းတွေကဂျန်နုံစီးတဲ့ကောင်လေးများမှာဓမင်းတို့ဝါးပြီးမွားတော့ပဲရင်းနဲ့သာမျောကမြူချပြီးနေဘူးကြီးတွေမှာနေရာဥထားကြခြင်းဖြစ်ပြီးမောင်ဘိုးတွေတို့ကအဲဒီသကောင်သားလေးများကိုဂျန်နုံမမပြုတ်ကြပြီး ကျန်ုံကြိတ်လိုက်ဆမ်းပါစီဦးမြေတာပို့နေကြ။ဒါမဲ့တော်မာနီတော်မာကြီးပြန်လာကြတဲ့အေကောင်လေးများမှာအတော်လေးများဖြတ်လိုက်ကြပြီ။သူတို့စူတောင်းနေတကယ်သူဖြစ်လာပြီမဟုတ်မှန်းလဲသိပြီ။အဲနောက်စကားများပြောဆိုနေကြရင်လည်းနေပူချိန်နဲ့ငယ်ရောသွားတဲ့အခါမှသာလုပ်ငန်းဝင်ကုန်ပြန်ပြီးတော့ဝင်ကြလိမ့်မယ်။မော်ဘိုးရင်တို့ဒီလည်းသူတို့ဤတောင်းဝင်ဖြစ်တဲ့ကျန်စီပိုင်းကလေးများကိုလက်ဖြင့်ပို့ပြီးတော့ဒေယူပေးနေကြ။အဲဒီသူတို့ရှိရာကိုဝါဖက်အိုးတို့လက်ကကိုင်းနဲ့အပြီးလာနေတဲ့ဂျိုးသိန်းကိုတွေးလိုက်ရ။ဂျိုးသိန်းကမော်ဘိုးရင်သားရောက်တဲ့အခါမော်ဒဂေါ်လီတန်းနဲ့စကားဆိုလိမ့်မယ်။ ဦးရီဦးရီကိုကျိုးတွေခဏမေတော့ရောက်လေပြန်လာလေအဲ့နောက်မပြောကွာမင်းမမင်းမသွေးရည်ရမိလေလို့အဲ့ငါမင်းကိုလာခေါ်တာဗျာမဘိုးရင်ကပွေရတဲ့ဇိုင်နှောင်းလေးများကိုထဲအပြင်မှာပြစ်ချပြီးရွာဘက်ကူပြေးလီတော့မဘိုးရင်ပြေးသွားနေတာရင်နေဘေးတူးစီလေသူတို့လက်ထဲမှာဇိုင်နှောင်းလေးများကိုပြစ်ချပြီးမဘိုးရင်နောက်ကိုပြေးလိုက်သွားလျာဇိုင်နှောင်းသူများမဘိုးရင်နောက်ကိုပြေးလိုက်သွားလျာဂျန်နေသူများစီလေသူတို့အားငေး၍ကြည်နေမိပါလေတို့သူဂျိုးသိန်းကိုအကြောင်းကြောင်းမေးပြီးတော့အကြောင်းဆုံးပြီးသွားတယ် ရွာလူကြီးကလူကြီးဝါဖမ်းဖမ်းကိုလုံးကြီးအားရောင်ဝင်းကြီးလိမ်သွားသည်နဲ့မောင်မိုးတွေတော့နောက်ကိုပြေးလိုက်သွားပါလိမ့်တော့လေဦးအောင်ရဲ့အိမ်ဝိုင်းထဲမှာလူအများစုရောက်ရှိနေကြဦးအောင်ဒီကတန်းရောင်မိပြီးတော့ထိုင်နေတယ်သူကြီးမျက်နှာဒီကညှိုးငယ်လို့နေပါတယ်အဲ့ဒီချင်းဟာတော့မောင်မိုးတွေတောင်စိတ်ပူနေကအဘဘလူနေရဲမှာတက်တာဟိုင်လိုက်ရပါတယ်ကွာတက်တာတော့ပါပြီလူတွေများတယ်ကွာအဲအားလုံးကျေးဇူးတင်ပါတယ်ဗျာပြန်ကြပါတော့ကြုံပါမှဖြစ်ပါဘူး ဦးဟောင်းအလိုစကားဆိုလိုက်တဲ့အခါမှာသူ့အားဆိုရင်လာကြည့်တာတွေသူများရိုးရိုးနဲ့ပြန်ကုန်ကြပြီလို့ဘောင်ဝိုးတွေတို့တုံးရောက်တဲ့ဗာကြီးများတို့သာကြံတော့များကြတဲ့အချိန်မှာချွေးဆန်ချွဲချွဲနဲ့ရွာလူကြီးလည်းရောက်လာပြီလို့ကိုကိုခင်ဗျာဘာဖြစ်တာလဲသူရရန်လဲဆိုရွာလူကြီးကျုပ်ဘာဖြစ်တော့ပါဦးဗျာတို့လူလောကမှာဒါမျိုးကဖြစ်နေကြပါပဲခင်ဗျာကျုပ်လက်တော်စိုးရင်ကြာကောင်းနေအမောဆိုးသွားမှကြောက်ရတယ်ဦးအောင်ပြောဒီမှာလည်းမလုံးသေးရွာလူကြီးကသူ့ကိုယ်ထဲမှာရွာလေးကိုပြေးလာခဲ့ရသည်မဟုတ်ပါ ဒါကြောင့် wifi နဲ့ကိုမချွေးလို့ကဒါမှန်တဲ့ပိုကာထွက်နေပြီအင်းဒီများကိုရေလောင်းထားသလားထင်မှတ်ရတဲ့ဒီဖြစ်ပြီဘာလူကြီးကအနေငယ်မောပြီလားနဲ့မောဘိုးတွေထမ်းမှရေတစ်ခွက်ကိုတောင်းတောက်လေးတယ်ဘိုးလေးရေလူပြေးတယ်မောင်ကွာတစ်ခွက်တော့ဟုတ်ကဲ့တနေ့ရှိနေတဲ့ကလေးတော့ယူခဲ့ကွာမထူးပါဘူးကွာရေလေးဝဲလေးပါပြင်လိုက်စမဟုတ်ကောမင်းတို့ဘိုးတွေကိုသွားကူလေသွားဘာလူကြီးကမောဘိုးတွေကစကားဆိုလိုက်နေမှတန်းရမအေးဆေးစွာထိုင်နေတဲ့တိုင်းနေဘေးတူကခိုင်းလိုက်ပြန် အဲဒီကသူတို့နှစ်ယောက်ကရွာလူကြီးကမတီးသူတို့ကြီးလိုက်ကမဝုန်းနေနောက်ကိုလိုက်သွားရင်လေလီတန်တူးတူးနဲ့စကားဆိုလိုက်လေလေဘာယုံတော့ဘာမလုပ်ရသေးသူလာမအကုန်လုပ်ပြီနေဘာမှမလုပ်သူကလုံးလာရှုပ်ဟေးယောသူတို့ကိုမဖြစ်သွားပဲကျေးဇူးတင်ရွာလူကြီးနေတာလူတယောက်လောက်ကြီးပြီးလားသူပင်မန်းလောက်မှာကွာတက်လားအေးအဲ့ဒါလေဟုတ်တာပဲလမ်းမှာရေစိမ်းငုတ်ခဲ့တာအောင်တင်ရတယ်သူအိမ်ထွက်နေမှာနေတာမဟုတ်လားလာကွာလာတော်တော်အချိန်ကြာလို့အော်နေဦးမယ်သူမော်ရဲတာဆိုလို့ကြီးတော့သေးသေးပဲရှိတာ ပေရူနဲ့တာအီလည်းထိုးသို့ပြောဆိုကမဝုန်နေနောက်ကိုလိုက်သွားပြီးတော့ရွာလူကြီးတို့ရင်းနှီးပွဲပြင်ဆင်ပေးနေကြလိမ့်သူပြန်လာတဲ့အချိန်မှာရွာလူကြီးကဦးဝံဝအကျိုးချောင်းမေးနေတာကိုကြားလိုက်တဲ့အတွက်သူတို့ဒီလည်းမိသည့်စကားမှမဆိုပြကြတော့ပဲဦးဝံပြန်ပြောလာပြီးစကားများကိုသာအာယုံဆိုင်နားထောင်နေလိုက်ကြပါလိမ့်ကိုခမရဘလူဖြစ်တာလေဗျာကျုပ်ကူတီတာရှင်းပြဆဲမှာဟိုးအင်းရွာလူကြီးကိုပြောပြမှာဖက်သားဗျာအလုပ်ကိစ္စမအောင်မြင်လို့ဖြစ်တယ်ပဲမှတ်ပါတော့ อืมกูว่าจ้าวโดมาเปล่าจิ๋วเนะดูเด้จ้าวน้าเลยบ่าเด้บ่ะดาเมจ้าวกูหนีไหนดาชิหนอเฉยนี้เปล่าบ่าบ่ะเอ้มาบ่ะเปล่าบ่ะเกเกยัวลูกจีเนะกูเมียยืนนี่จังตอกจองบ่ะจ้าวจองขะเหมียวเลยเลุ้ดดูเป็ดกုံบีหมูดาบ่ะขะเหมียวรู้จ้าวดูซัวดีโลเป้เตียวไหนจองอเมียย้ายบินเนี่ยมาหมูล่ะบ่ะโหบ่ะบ่ะเกเกตอกจาบ่าวအိုးငါရွာလူကြီးနဲ့ဦးမရွာဖြစ်ပြခဲ့တဲ့ကိစ္စအများကိုမပြောပြလို့ဘူး။အဲဒီချင်းရောက်ပြီးတဲ့ရွာလူကြီးကလည်းခြားတော့ကြောင်းအများကိုလမ်းလွှဲတဲ့နေနဲ့ ခိတာပြောဆိုလိုက်ပြီးနောက်ဘိုင်းများနဲ့တူဦးအောင်ကိုနှုတ်ဆက်ကပြန်သွားလိမ့်တယ်။အဲ့ခါမှမောင်မိုးတွေကဘာဖြစ်သူနားကိုကတ်ကာဘာဘလို့ဖြစ်တာလဲ။တလန်းစရာကောင်ပွဲပီးပြီးတို့စားတိုက်နေပြီကွာ။ကျို့တော့ဘာဖြစ်ပါလားဗာ။ဒီစိမ့်မမသေးကိုငါမိနဲ့မွေးတာလေ။ပြန်ပြန်ဆိုငါပဲထိတာဗော။ဒီလိုဖြစ်လာမစွာငါသိတယ်။ကြိုးရင်းပြင်ဆင်ထားလို့သာသူ့ပြင်သားဆောင်ငါဟန့်လိုက်နိုင်တာ။မသိပြောင်းလာရေကွာ။ငါတို့သာမမေ့ထင်တော့ဘယ်ဟုတ် အဲ့ကောင်တို့အောင်လန်းတက်နဲ့ပြန်တိုက်တာဒီလိုရအောင်လန်းနဲ့တက်တာပဲလားအဲ့လိုကောင်အောင်လန်းထက်ကိုစိုးလေကွာအယောင်ဆောင်ကောင်တွေလူတွေကိုပို့ပြီးတော့ဒုက္ခပေးတတ်တဲ့ကောင်တွေပဲနောက်ဆိုကျုပ်တို့ဘယ်လိုဆက်လုပ်ကြမလဲပါဒီကောင်ငါတို့ကိုအထင်သေးနေတယ်ကွာသူ့စိတ်ထဲမှာမနာလိုလို့လုပ်တယ်လို့ပဲထင်နေတာသူ့ကြောင့်ငါတို့အကုန်သိတာဒီကောင်မသိသေးဘူးအဲ့ဒါပြောကွက်ပဲဦးအောင်ပြောလာစကားများကိုမဘိုးတွေပေတူးနဲ့တာအီတို့ကတေချာကယူဆိုင်နဲ့နားထောင်နေကြအဲ့တော့ဦးအောင်ကသူတို့ကတေချာကြည့်ကြ ေတို့ကောင်တွေငါခိုင်းကြရှိခိုင်းပါပါတခြားတော့မဟုတ်ပါဘူးမင်းတို့အဲ့ဒီကောင်အိမ်ဆောက်တာမှအလုတ်သွားပြန်လို့ကွာပြီးတော့ဘိုးတင်မင်းကဒီကောင်စီရောက်အောင်ကြာလာဘယ်လိုမျိုးလဲပါမင်းတို့သူ့အနေနဲ့ယုံကြည်အောင်လုပ်လို့ပြောတာကွာငါလည်းဒီအပိုင်းကီးထွက်ပြီးနီးလန်းရှာခဲ့အဘပြောလွယ်တော့မလွယ်ဘူးနော်အဲ့လူကြီးကကြုံချောင်းသိနေတော့ပြီပြင်နာမာနာထောင်လွှားနေတဲ့ကောင်ပါကွာမင်းတော့သူကဘီးမဆိုင်ဘူးငါပြောသူသူ့နာနေလို့ရောက်တာလို့ကြာလာ ဘဝရီတို့တော့ကဥုံပြောသည်များကိုတိတ်နားမလဲဘူး။ဒါပေမဲ့ဥုံခိုင်းသည့်တိုင်းသာကလေးကုံရောင်မနဲ့ပြန်သွားမိဘူး။ဇုံဖြားလိုက်ကြပါလိမ့်လို့ရီ။ကလေးကုံရောင်ရှိဦးဝေးလာအိမ်မှာဖြစ်ပါရင်အိမ်ဆောင်လုပ်ကိုင်းသူများတို့ကထမင်းချက်သူများကအလူတစ်ခုနဲ့စီကားလိုနေပါလေ။ဦးဝေးလာကသူ့ယာယီအိမ်လေးမှာရမရပါတချို့နေတရားကြောင်ဆွေးနွေးရင်းကလုပ်ငန်းငွေမကြာခဏလမ်းကြည့်နေရမရပါများပြန်သွားနေလုပ်ငန်းငွေကိုပို့ပြီးတော့အောင်စားကြည့်မိချင်း။သူနဲ့အကြည့်ချင်းစုံသွားတဲ့ကောင်လေးတယောက်တော့သူအံဩသွားမိ။အဲကောင်လေးကိုသူမှတ်မိတယ်။ လူလီရောကြံများကသူ့ဟာပြည်နာလေးတပ်ရီပါဝင်တဲ့လူတယောက်ပင်ဖြစ်ယခုအဲကောင်လေးကမိတိကိစ္စမှာမဖြစ်သားသူသူဟာမတိကျိုးချုံပြုတ်ပါအလုံးပင်လာလုံးနေလိုက်သည်တုံတတိတော်မဟုတ်စိတ်ထဲမှာကြိတ်ပြီးတော့ချီးကျူးလိုက်ပြီအဲနောက်ဦးလာကဒါသည်မေမြေတယ်နဲ့ကောင်လေးကလက်ရပ်ပြီးတော့လမ်းခေါ်လိုက်လေမောင်မင်းဟာတကယ်ကြီးညောင်းလေးသူအလုံးလုံးနေအချိန်မှာသူဟာလမ်းခေါ်နေတဲ့ဦးလာကြောင့်စိတ်ထဲမှာထင်ကနေဖြစ်သွားတော့လေအဲဒီစိတ်ကိုတခဏချင်းပင်ဖယ်ရှားလိုက်ပြီးတော့ခတ်တီတီနဲ့ဦးလာထိုင်နေတဲ့ယာယီအင်္ဂလိပ်ရှင်မှာဇဝဲတန်းရာစီကိုသွားလိုက်လေတယ် သူရောက်လာနေဦးရီလာကသူအားစူးစိုက်လို့ကြည်လာပြီးကောင်းလေမင်းပါလဲဆိုတာငါသိတယ်နော်မင်းကောင်းလေမို့မကြိုးစားနဲ့ကျိုးကဘာလို့လဲရမှာလဲဆရာကြီးပြောမှသိမှာပေါ့မင်းဟိုနေရငါ့ကိုအောင်လန်းတန်းနဲ့တိုက်တာလीကျိုးတိုက်တော့မဟုတ်ပါဗျာတိုးเสียတိုက်တာပါ तू ကတုံးလည်းမကြပါဘူးဟေ့ကောမင်းဘလို့ပြောလိုက်တာကျိုးသူစီမှာတပည့်ခံလဲဆိုတာလူတွေအားလုံးနိုင်ကျင်လို့ဗျာခုတော့မနိုင်မဲခံလာရတယ်အဲ့တော့သူစီမှာပြင်လာလဲစမ်းမတင်တော့ဘူးဦးရီလာကမဘိုးနေကြီးစကားတော့များတော့အံ့ဩလို့နေတယ် ိုင်တော့မဘူရီယာစိတ်ဝင်စားသွားကမြင်ထိုင်အောင်ကွာငါမေးတာမှန်တိုင်းဖြေမယ်မဟုတ်လားမှန်တိုင်းဖြေမှာပေါ့ဗျာဒါမှကျုပ်စွားနေတက်မှာမဟုတ်လားမင်းရောလာကြီးရောလာကွာဒီမောင်မေးဘာရီတက်နေပြီတုံတဲစီတွေဖန်ခိုင်းနိုင်နေပြီဟိုလူမသေးလောက်တဲ့ချိန်သာလေးတိုက်တက်နေပြီอืมဘယ်ဆိုးလို့လဲကွာနေပေါ့ငါထန်ထန်းဆရာဆိုတော့မင်းမသိဘူးလားသိတယ်လေမင်းသိတာတော့ငါ့ကိုတိုက်ဖို့ကြံသေးတာလားဟိုကျုပ်ဆရာဆိုရင်လူယူအတုံးကြမယ်ထင်လို့ပေါ့ဗျာ မင်းရလေလာကြည့်ပါလားကွာတော်တော်သစ္စာရှိတဲ့ကောင်ပဲဆရာရွေးပြောနာမလားဒါတော့မင်းသိသေးတယ်ဗောသိအောင်ဗျာကျုပ်ကသစ္စာရှိပါတယ်ဘေပညာရမ်းဆိုတစ်ဖက်ကန်းကန်းတက်မြောက်နေသူဆိုသစ္စာရှိပြည်နာမပြီးွားတဲ့သူတောင်တော့ကျုပ်နေသစ္စာမရှိနိုင်ပါဘူးဗျာကျိုးစရာပဲလောကမှာတော်သုံးဖြစ်နေရမှာမမိုးရင်ဟန်နေပါနေပြောလာတဲ့စကားများကိုဦးရီလာကသဘောကျနေဒါတော့ဦးရီလာကမမိုးရီယာတီတာကြည့်ကကောင်းလေဒါနဲ့မင်းဆရာရဲ့ခြေနေကဘလို့လဲကွာတွေးနေအန်နေလေဗျာအခုတော့ဘယ်ထွက်ပြီးွားမှမသိပါဘူး အဲ့လိုသုံးကြသူကျုပ်စရာတင်ပြီးတာနောင်နာလို့မဆုံးပါဘူးဗျာ။မင်းကငါ့ကိုမတတ်နိုင်လို့မခြေမနှက်ဖြစ်နေရလား။အေးဗောဗျာ။ကျဲဆိုရင်တော့ကိုကျန်နိုင်တာပဲသဘောကျလीမနိုင်လားကျုပ်ကတော့တတ်ဆောက်လိုက်တာပဲ။တကယ်ကောင်းပဲကွာ။မင်းကတော့တော်တော်မလွဲတော့ပဲ။ကောင်းလေမင်းပြည်နာရီတိရပူတက်ချင်လား။တက်ချင်တော့ဗောဗျာဘာလို့လို့။မင်းငါတပဲဖြစ်နေမလားရော။ဘာမလို့ငါဦးဝင်လာပြီးမထင်မှားထားတဲ့စကားကြောင့်အာအာတင်သွား။အဲ့လိုပြောလာမျိုးလဲထင်မှားမထားဘူး။သူဟာစူငေါက်ပြီးတော့ နေထုံးမြူဒေနာယခုတော့ဒေမန်သားဒီနဲ့လွဲမားစွာတပည့်ဖြစ်ပြီးခေါ်နေကြတော့ရုပ်တရက်မလို့သူမျိုးတို့ပြန်ပြောအမိမမသိသေးပဲခေတ္တမှာစဉ်းစားလိုက်ပြီးတဲ့နောက်ဦးရီလောင်ပြန်ကြည့်လိုက်ပြီးတော့လေးနက်တီးတီးသွားပြင်းစကားဆူလိုက်လေကျုပ်ကဆရာကြီးကိုတိုက်ထားသူလေကျုပ်ကဘာကြောင့်တပည့်ဖြစ်ထားကြင်ဟာလေငါတခုမေးမယ်မင်းကမင်းစိတ်နဲ့ငါ့ကိုတိုက်တာလားမင်းဆရာလောက်ခိုင်းလို့လားဆရာခိုင်းလို့ပေါ့ဗျအေးလေအဲ့တော့ဒီကိစ္စကမင်းနဲ့မဆိုင်ဘူးကောင်လေးကမဆိုင်ဘူးလို့ပြောလို့မရဘူးလေဗျာကျုပ်ကအစီရင်လာထားခဲ့တဲ့သူပဲဦး ။ဘာဖြစ်တုံးနေလဲဆိုင်တာဗို့။မဘိုးတရားလိုပြောလိုက်တာနေဦးဝေလာပူပြီးတော့သဘောကျသွားပုံရ။တာမန်ကလေးတယောက်ဖြစ်ကသူ့ပြစ်လို့ရင်ကိုလိုယုံပြောဆိုမျိုးထင်သာတော့လဲ။သူ့အချိန်မှာရှိနေမဘိုးတွေမှာတောင်းဝင်းတောင်းဝင်းခံရတဲ့စိတ်ကအပြည့်ရှိ။အဲဒီစိတ်ကအတော်လေးသဘောကျမိသွား။ဒါကြောင့်မဘိုးတွေကိုပြုံးပြလိုက်တာ။ငါလည်းမင်းလိုကလေးမျိုးသဘောကျတာကွာ။ကဲချက်ချင်းဖြစ်ပြန်ပြီးဖို့မလိုပါဘူးကွာ။မင်းစဉ်းစားအောင်ဗို့။အဲ့လိုပြီးတာပဲဗျာကျုပ်ကတကယ်ကြီးနဲ့နေတာမိဘတွေလိုမရှိတော့ဆရာကြီးကတော်တော်ဆုံးဆိုရင်တော့ကျုပ်ဆရာကြီးမှပညာသင်နေမှာလေ ဒါပေမဲ့ခက်ခဲတခုလို့ရှိရင်အေးပါခက်ခဲလေသူ့ဒီနေတာအောက်လန်ဆရာကြီးတက်တာအထက်လန်းမလားမဝူနေစကားကြားတဲ့ခါဦးလေးလာတယောက်ဟဲ့ပပရီမောလိုက်ပြီအဲ့ဒါလူတွေပညာချက်တွေပါကွာတကယ်လို့ဆရာကြီးကသွားလို့ပြုံသွားသူနဲ့မဝူနေကဦးလေးလာနှုတ်ဆက်လိုက်ပြီးတဲ့နောက်သူဒီလဲမြေကြီးများတဲရမီနေရာကိုသွားလိုက်ပါလိမ့်လို့ဒီယနေ့တော့မဝူနေတို့ကဦးလေးလာအင်ကိုမသွားပြေးကြဘူး မျိုးဝခေါ်လာတဲ့ပြည်အလုံသမားများအလုံးလုံးနေတာဖြစ်တဲ့တော့သူတို့တော့အလုံးမရှိသောကြောင့်ဖြစ်ပြီးဦးဝေလာအနေနဲ့လာလူကလာနိုင်ကြောင်းကွင်းပြူထားတော့လေသူတို့မသွားဘူးကိုသားတို့အကွက်၌ကြံစားမှုရှိနေသောကြောင့်လည်းဖြစ်ပြီးသူတို့အလာခုံပြီးပြောထားတာကြောင့်ကိုသားလာခုံစောင့်နေငါအိရှိကိုပြစ်မှစကားဆိုပြကြလိမ့်ဘူးတယ်ဟိုလူကြီးကမင်းဘာကြီးခေါ်ပြောနေတာလဲမင်းကလည်းငါတို့ကမပြောပြအောင်အေးဒီလူကြီးကငါ့ကိုသူ့ဘက်ဖြစ်ခေါ်နေတာကွာဟာဒီလူကြီးကယူအများယူလိုက်လို့ဘူးတယ်နော်ဒီဘောကွာမင်းတို့နဲ့တိုင်ပင်မလို့ပဲ အာငါဘလို့လို့ရမမဘိုးနေတော့မီးကြီးစကားမှမပြောပြကြတော့ပဲအဲဒီကိစ္စကိုလေးနံထားကတွေးတော့နေကြညမကြတော့ချိန်မှတော့ဘေးတူးမှစတယ်မစကားဆိုလာခဲ့ဘိုင်ယုံကဘယ်လိုသွားလဲငါလည်းမသိဘူးကွာဟိုလီကိုပြန်တိုက်ဝင်နေမှာပေါ့ဘိုင်ယုံကဥွေးလောင်နိုင်မှုမလဲတော့ဦးထင်နေတော့မင်းသိတဲ့အတိုင်းတွေးတော်ဟန်တာလीတာကြီးရဲ့စကားကြောင့်မဘိုးနေကောင်းကိုညှိလိုက်ပြီးတော့အဲ့တော့ဟုတ်တယ်ကွာငါဘာအကူကြီးသွားစားတာပဲဖြစ်မှာသူ့ဘိုးနေကမင်းအဲ့လူကြီးမှာတပည့်ဖြစ်သွားနေလိုက်ကွာ အဲ့ဒါသူ့ကိုတိုက်ဖို့တော့နီးလိုက်ရရင်ရမှာအခုကမင်းနဲ့ဘာယူနှစ်ယောက်ပေါင်းလို့မနိုင်ဘူးမလားမနိုင်ဘူးကွာအဲ့ဒါတော့သိကြတယ်ပြီးတော့ဦးဝေလာထက်လန်းမြည်ခမ်းကွာ तू ကငါတို့လူပဲထင်နေစင်းသားမြည်နေဘိုးထင်ကမနိုင်ပြန်ပဲသွားလိုက်ကွာတပတ်တည်းလောက်တော့ရောက်ပြန်လာခဲ့ဖို့အေးကွာမင်းတို့ပြောသူပဲလောက်တာပေါ့သူစကားပြောနေကြစီမှာဝန်းနေတော့လမ်းခေါ်လာတဲ့တန်ကူကြာပြီအိမ်ဝိုင်းပြုံထွက်လိုက်ရလဲနေအသင်းဆောင်နေတာရောက်ကိုတွေးလိုက်ရပြီလဲမှာတော့အောင်တန်းထိုင်နေပြီးတော့မောင်မိုးနေတော့မြင်တာနဲ့သူကြီးလေးပင်နဲ့တန်နဲ့စကားဆူလာလိတယ် ဘိုးတင်ဟာမင်းတို့ကောင်းနေရတယ်ဖင်လေးနေရပဲကွာလာလာမဝင်းနေတော့အောင်တိုင်းစကားကိုကုန်းလုံးပြန်ကြီးမပြူတော့ပဲလဲဘို့တက်လိုက်ကြသူတို့တပီးတာနဲ့တားကနွားလေးကိုစတင်မောင်းလိုက်လေ။ညမကြသောချိန်မှာကြံထေးပြင်ကိုရောက်ရှိလာကြ။ထေးပြင်မှာတော့ဆိုင်းမိကြံများကိုဓာပြင်ပိုင်းနေကြ။ကြံဆိုင်းမိဘောင်ဖော်နေတဲ့မင်းအောင်မှဘဘိုးရင်ကိုလှမ်းပြီးတော့နှုတ်ဆက်လာလေ။ဘိုးရင်နောက်ကျလာပြီလားကွမလို့။ကိုသားနာကတော့နောက်ကျနေရလေဗျာ။ ဒီကောင်လှယုံသွားခေါ်တာနေမှာဘောကွာဟိုကမအားဘူးဆိုတော့မရမကခေါ်နေအဲ့တော့ဒီကောင်စကားမပြောနိုင်ဖြစ်နေတာအဲ့ဒီခါမှာကိုသားနောက်ကျနေတဲ့အကြောင်းရင်းကိုမောင်မိုးနေလို့သိလိုက်ရအဲ့ချိန်ရွာထဲမှာဥတည်မှုအမိရတဲ့လူကြီးတယောက်ကလေရှိဖနာကြီးစီလို့ထဲပင်ကိုရောက်ရှိလာပြီးတယ်အဲ့ဖနာကတကယ်ကိုရှားမရှားတဲ့ဖနာဖြစ်ပြီးရွာလူကြီးမှာပဲအဲ့ဒီဖနာမျိုးမရှိသေးဦးရင်ကအိမ်ဖနာကြီးကိုစီးပြီးတော့ကျန်ဆိုင်နေတဲ့သူများအားလုံးကိုနှုတ်ဆက်လို့နေတယ်။မောင်မိုးရင်တို့ကလေးသားသားများမှလည်းအိမ်ဖနာကြီးကိုကြည့်ပြီးတော့သဘောကျကနေပါလိမ့်လို့နေ။ မိုင်းလိုက်ဖနကြီးဗျာကျုပ်ရဲ့တသက်နဲ့ကိုမမြင်ဘူးပေါ့အေးကွာဖနကြီးကတော့ကောင်းမယ်ဗျာအေးကွာဖနကြီးကတော့ကောင်းမယ်ပုံမယ်ပိုးဖနကြီးဟဲ့ကောင်ပိုးဖနမဟုတ်ပါဘူးကွာပိုးဖနပါဥဒင်ဝါရင်ကော့ကမောင်မိုးတွေရှင်းပြလာလေးတယ်အဲ့နောက်ဘေရူကတန်မမများကိုတဲနေမှာဥဒင်ဝါကြည့်လို့စကားဆိုလိုက်ဥိပိုးဖနဆိုဘာပြောတာလဲဗျာဘေရူအမေကိုဥဒင်ဝါတယောက်မိတို့ပြန်ဖြေရမယ်မသိဖြစ်ပုံပေါ်နေတယ် ဝေရုမေကိုကလေးများသာမကအနီးမှာရှိတဲ့ဂျန်ပိုင်းနဲ့လူများနဲ့ဂျန်ဆိုင်နဲ့လူများကစိတ်ဝင်စားနေနားထောင်ရတာတော့ဥဒင်ဦးဖြေမရတော့မှာဖြစ်ပါတယ်။မင်းတို့ကလည်းကွာဘိုးဖနာတော်မသိကြဘူးလား။အော်ဦးပြောလို့ဘိုးနာဆိုတာသိပြီလေ။ဘိုးနာကဘာလို့အဲ့လိုခေါ်လဲလို့အဲ့ဒါသိကျင်တာ။ဟုတ်တယ်ဦးလေးဝင်ကျွန်တော်လည်းသိကျင်တာ။ဟုတ်တယ်ပြောသိကျင်တယ်ပြော။ဘာလို့လဲလို့ပြန်တရားသူများကပါသိကျင်နေတာကြောင့်ဦးဒင်ဦးနေနဲ့သူဖနာအခေါ်ဝါဤဒိဗေကပြောမှာဖြစ်ပြီတော့။ဘိုးဆိုတော့စကားရမှာနိုင်ငံသားဘာသာစကားမှန်သူမသိကျင် ဒါတော့မီလို့ပြောရမှမသိစဉ်းစားလို့နေပါတယ်အချိန်တော်ကြာတဲ့ဒီစဉ်းစားနေတာကြောင့်ကြံဆိုင်တဲ့အခင်ပိုင်ရှင်ตายရဲ့အဖဖြစ်သူမှဥတင်ကလှည့်ပြီးတော့စကားဆိုလိုက်လေးတယ်တင်းမင်းပြောမယ်ဆိုလည်းပြောလိုက်တော့ကွာအလုပ်ဖြစ်နေမင်းမပြောမစင်းဘူးမှလုံးလို့ကြာမှာမဟုတ်ဘူးကွာအေးအေးပါကွာဟုတ်ပြီဦးရင်ဝင်အဖေကိုစိတ်ဝင်စားနေသူများမှာကြံဆိုင်လုပ်ငန်းကိုဝင်နေတဲ့လူတွေအကုန်လုံးဖြစ်နေတာကြောင့်လုံးလက်ဆများရက်ပြီးတော့နားထောင်နေကြအဲနောက်ဦးရင်ကသူ့ရဲ့လက်ရှိဘိုးဘနတ်ကိုချွတ်လိုက်ကအတန်းကျဲကျဲနဲ့စကားဆိုလိုက်လေ ဘိုးဘနတ်လို့ဘာလို့ခေါ်တာလဲမင်းတို့သိကျင်တယ်မလားဘာလို့ဘိုးဘနတ်လို့ခေါ်လဲဆိုတော့ဘနတ်ကိုဒီလိုစည်းလာရင်ဘုတ်ကလေးဝင်သွားလို့ဘိုးဘနတ်လို့ခေါ်တာပေါ့ကွာဩအဲ့ဒါမြန်အကြာကြီးစဉ်းစားနေရသည်တကယ်ထင်သွားတယ်မောင်မိုးတွေတို့ဘေးဘေးရွာသားများကိုကြည့်ကဥတီငွတ်သဘောကျလို့နေပါတယ်သူဒီလဲစိတ်ထဲရှိတဲ့အတိုင်းရှောက်ပြောလိုက်ခြင်းသာဖြစ်ပြီမျိုးနဲ့တော်လေးအလန်းဝေးဒီကတကြောင်လေရှိမနာများမှာတော်နေတယ်မရှိဒီကတကြောင်မလို့ဥတီငွတ်ပြောသည်ကိုယုံသွားကြ ဘိုးမနာကိုခေါ်ရတဲ့အကြောင်းကိုဒီွားကြတယ်ဘေဘေမကျန်ဆိုင်သူများကလည်းသူတို့ဤလုပ်ငန်းကိုပြန်လှည့်ပြီးတော့လုကင်နေကြလိမ့်မယ်။ဥရင်ဦးဒီကထိုးလဲရှေဖနာကြီးကိုစီးကစတိုင်ထုတ်ပြီးတော့လမ်းလျှောက်ထိုးစဉ်မျိုးကြံပေါ်မှာကျန်ကြောင်းမြောင်ကိုဓာတ်နေပိုင်းပြနေတဲ့ကိုမြာကြီးနဲ့သိန်းဆောင်တို့ကလမ်းကြားပြင်ထားပြီးတော့អော်ကြလိမ့်တယ်။ဟာမွေးမွေးမွေးကြံပေါ်နဲ့မွေးဝွားတယ်။မွေးဝွေးဟာမွေးဝွေးသူတို့မျိုးရဲ့အတန်းကြောင့်တခြားသူများကျန်ပေါ်ခံလမ်းမှာဝိုင်းကြည့်နေကြ ကြံပုံနဲ့မွေဝင်သွားတာကြောင့်ကြံပိုင်းနဲ့ကိုများကြီးနဲ့တင်းဆောင်လို့မှကြံဆက်ပြီးတော့မပိုင်းရဲပဲရှိနေကြ။အဲဒီအချိန်ဦးတင်ဦးတယောက်အချိန်ကရောက်လာကခပြုံးမျိုးမူရနဲ့သူဤဖဏတ်ကြီးကိုပုတ်ပြရင်ကစကားဆိုလိမ့်။ကဲရွာသားတွေမင်းတို့ငါ့ရဲ့ဘိုးဖဏတ်ကြီးသုံးဝင်ပုံပြရတာပေါ့ကွာဟဲ့လား။ဦးတင်ကလူချင်းဝါလိုက်ပြီးတဲ့နောက်ကြံပုံပုံတက်ပြီးတော့ခုံနေလေးလေး။သူအဲ့လိုပြုလုပ်နေတာကိုကြံပုံကဝိုင်းကြည့်နေသူများအံ့ဩနေကြသလိုတချို့သောသူများမှလည်းအော်ဟစ်ပြီးတော့မတင်မနှက်နဲ့စကားဆိုလိမ့်။ပြောဦးတယ် ခရက်ထဲကဘာလို့ဖနာကြီးနဲ့တက်တာလေဗျအဲ့ဒါမျိုးတန်ပုံတော့ကျုံးလို့ရေးသူရှင်ဗျအဲ့စကားများတော့ဦးတင်ဦးတောင်ရောင်ရောင်မမဖြစ်ကစီးလာတဲ့လေရှိဖနာကြီးကိုချွတ်လိုက်ပြီးဒေးပြင်ပေါ်လှမ်းပစ်ချလာကဆက်ခုံနေလေတယ်အဲ့ဒီအချင်းအားတော့မောင်ဘိုးနေတော့မှဦးတင်ကိုစိုးရင်စွာဖြင့်လှမ်းအောင်ပြောလိုက်လေဝိအဲ့တော့မွေးဝင်တော့ဘာအောင်တက်ကုန်နေရလဲငါဖနာကိုမွေးမကိုက်နိုင်ဘူးကွာဟမ်ငါဖနာမရှိဟိုခွေးအောင်မင်းအောင်ပြောလို့ငါရောင်ကြီးချွတ်မိတာဟာဒရီဝင်သွားတဲ့ဦးတင်ကဂျမ်ဘုံမမအလင်းမြန်ဆင်းလိုက်ချင် ကျဲမုံပြင်ကိုထွက်လာတဲ့မွေကိုတန်နေမိပြီးအကိုက်ခံရလိမ့်တယ်။အာပြုံးလို့ငေါမွေကိုက်ပြီ။ဥရင်ဝီအော်တယ်ကြောင့်လူများစိုးရင်သွားပြီးတော့မွေရရိုက်တတ်သူကတတ်ဥရင်ဝါပြူးစုသူကပြူးစုနေအလုံးများနေကြလိမ့်မယ်။ဒို့ဖြစ်ပေကြောင့်မိသူကမှအလုံးဆက်မလုံးနိုင်ကြတော့ပဲဥရင်ဝသာဝိုင်းပြီးတော့ကြည်နေကြ။တချို့သောသူများလည်းမင်းတော်ဝါပြစ်တင်ပြောဆိုကြလိမ့်။မင်းတော်မင်းကွာသူကငါတို့ကူညီနေမင်းဘာလို့ရှောက်ပြောရလဲ။ကိုရင်ဦးတည်ရင်တော့တကယ်ကမင်းပဲနော်။ကျုံကလူစိတ်တကယ်မရှိပါဘူးဗျာခင်ဗျားတို့ကလည်း မင်းအောင်ကမျက်နှာငယ်လေးနဲ့ဖြစ်နေပြီပိုးထီလာတဲ့ဦးတင်ဦးဒီကသူပိုးထီလာသူကိုဂီးမဆိုင်အားပဲမင်းအောင်ကဝိုင်းပြောနေရာကြောင့်မပြောင်းပိတ်ပင်နေသေးတယ်ဟေ့ကောင်သူပြောတာလည်းမမားပါဘူးကွာငါ့ဦးကမားတာပါငါတင်ငေါ့ဆိုင်းဝန်းလေးနဲ့အတူပါခြာပြီးတာပါကွာရွာဆိုင်နဲ့မခြာနဲ့ဦးဘိုးတင်လုံးဆိုင်နဲ့ခြာပြီးတာပါကွာနော်အာခမရဘာမျိုးပါဦးတင်ကွာခမရကိုက်သွားတယ်မွေရမွေပွေးလေးပါဗျာညာကြီးမင်းမင်းအသေးကလေးလူကိုနောက်နေရလားအခုငါမျက်လုံးလေးငါမျက်လုံးလေးဘာမမြင်ရတော့ဘူးကွာ ဘယ်မြင်ရမှာလဲဗျာဘိုးရင်ကခမားကောင်းတာဖုန်နေခါနေရခမားပဲလုံနေမြေမုတ်နေဝင်းကုန်တာနေမှာပေါ့ဒီကောင်ကြီးကတော့ကွာငါ့ကိုတတ်နေကြတာလားမင်းတို့ဟဲ့ဟုတ်ပါဦးရရွာကိုပြန်ဖို့လဲသွားကောင်းမလို့ပါပြည်ပြည်ရွာသားများဦးတင်ကဝိုင်းဝန်းအားပေးကြပြီးတဲ့နောက်ရွာကိုလဲပြန်ပြန်ဖို့ရန်ကြံစည်နေစဉ်သူတို့စီကိုလူတယောက်လမ်းလျှောက်လို့လာနေခဲ့ပါအဲလူမှာတော့ဥဝေလာပြီးပြစ်တော်တယ်သူကမောင်မိုးတင်ကိုအမတ်ရလာခြင်းကြောင့်ပြည်ပြည်ရွာကိုလိုက်လာရွာမှာမတွေ့ရတာကြောင့် ရွာမလူများကိုမေးမြန်းပြီးတော့မောင်ဘိုးနေရှိတာနေရာကိုညွှန်လိုက်ကြတဲ့အတွက်လိုက်လာခြင်းဖြစ်ပါလိမ့်လို့မကြမီဒုတိယပိုင်းကိုဆက်လက်တင်ဆက်ပေးပါဦးမယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာကုဆွေ channel ကတင်ဆက်ပေးကြတာကအောက်လန်းဘိုးထင်းနဲ့တစ္ဆာပထမပိုင်းဖြစ်ပါတယ်ဒုတိယပိုင်းလည်းတင်ဆက်ပေးဦးမယ်နောက်နေ့ဒီမှာလည်းဘိုးထင်းဇလန်းတွေကလာအောင်မှဖြစ်တဲ့အတွက်နောက်ပြီးတော့နားဆင်အားပေးကြပါလို့တပါးတစ်ဖက်ကောပြရစီဒီနေ့မှအချိန်မီနားဆင်ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန့်ကင်မှုပါ